အလုံးမဲမင်္ဂလာပါ English for office use ရောတော့ English ရဲ့ပြောဒီနေ့ကတော့ lesson 6ပေါ့နော် first day on a new job ပေါ့နော်အလုပ်သင်ရဲ့ပထမဆုံးနေ့အဲ့ဒီဒီ lesson လေးကိုတွားမယ်ရင်ဗီဒီယိုရင်ဗီဒီယိုတွေကလို့ပဲ situation background လေးတွေရင်ပြောမယ်ပြီးလို့ရှိရင် vocabulary လေးတွေလေးလာမယ်အဲသူတို့စကားလုံးတကလေးတွေလေးလာမယ်ပြီးရင် dialogue ကိုတွားမယ်အဲ့ dialogue ပုံမှာကြည့်ပြီးတော့ quizzes လေးတွေကို quizzes ဉာဏ်ကျမ်းပဲဟေးလေးတွေဖြေချမယ်ပေါ့နော် situation background Memia has been appointed by the boss as a sales representative. No Memia ga အခုကုမ္ပဏီမှာလုပ်ရသွားပြီပေါ့နော်ဒီ the best ဆိုတဲ့ကုမ္ပဏီမှာဒီ sales ဟိုပေါ့နော်အယောင်အယောင်အယောင်ဌာနအယောင်ဌာနမှာပေါ့နော်အယောင်အဝယ်ဌာနမှာလုပ်ရသွားပြီ she has just arrived for her first day at work and is talking to Mr. Tong her new coworker အခုပေါ့နော် ဒီမမကမမကတော့အခုဒီပထမဦးဆုံးပေါ့နော်ဒီဟို first day သူအလုပ်မှာပထမဆုံးရက်ကိုသူပထမဆုံးပေါ့နော်အလုပ်ကိုလာတယ်ဒီနေ့ကသူ့ရဲ့ပထမဆုံးနေ့ပေါ့နော်သူကအခု Mr. Twin နဲ့စကားပြောနေတယ် Mr. Twin ကသူ့ရဲ့ဟိုပေါ့နော်သူနဲ့အတူတူအလုပ်လုပ်မယ်သူ့ရဲ့ဟို co-worker co-worker ဆိုတာဟိုအလုပ်အလုပ်မှာအတူတူလုပ်ရမယ့်လူပေါ့နော် co-worker ဟို colleague လည်း colleague လည်းခေါ်လို့ရတယ်ပေါ့နော် co-worker colleague ပေါ့နော်လောက်ကအတိပေါ့ကွယ် and Pyopyame situation here. Mamia has been appointed by the best as a sales representative. She has just arrived for her first day at work and is talking to Mr. Chun, her new co-worker. Okay, vocabulary လေးတွေတွားမယ်ပေါ့နော် vocabulary လေးက marketing department marketing department ကဟိုဘောနော်ဈေးကွက်ရှာရှာရဲပေါ့နော် marketing department ရှာဖွေရေး department ရှာဖွေရေးဌာနပေါ့ခွဲဟိုပြီး account department account department က account department ကငွေစည်ရင်းဌာနပြီး stack of file stack of file ဆိုတာ file တွေထည့်လိုက်ပေါ့နော် file တွေထည့်လိုက် water cooler တောက်ရည်အိမ်ဆက်အဲ့တော့ဒီဒီတစ်ခေါက်ကလေးခုပဲရှိရပါတော့။ပြန်ပြောမယ်။ marketing department accounts department stack of files water cooler okay dialogue ကိုပြောမယ်ဘောနော် dialogue မှာထွန်းအနေပြီးပြောမယ် i shall take you around the office and show you your desk ငါဘောနော် new office ကိုလိုက်ပြမယ်ငါရုံးရုံးကောင်းကိုလိုက်ပြမယ်လိုက်ပြပြီးရှင်နေရနေရဘောနော်နေရစပွဲကိုလည်းငါလိုက်ပြမယ် Thank you. I appreciate that. အကျေးဇူးတင်ပါတယ်ဗောနော။ငါအဲ့ဒါလေးတော့ကျေးဇူးအေးကျေးဇူးတင်တယ်ဗောနော။ the marketing department is right over there ငါတို့ရဲ့ပေါ့နော်ဈေးကွက်ရှာဖွေရဌာနကတော့အိုးပမာ the accounts department is at the end of the hall ဒီဝန်စီရင်ဌာနကကြတော့နေဒီ hall ခန်းကြီးရဲ့နောက်ဟိုပေါ့နော်ဆက်သွားမယ်ဆိုရင်ဟိုအစွန်ပါတဲ့ this is the sales department and the manager's office is over there ဒီဟာကတော့ပေါ့နော် sales department ပေါ့နော် sales အယောင်ဌာနပေါ့နော်အယောင်ဌာနပြီး manager ရဲ့ပေါ့နော်ဟိုအဲရုံးခန်းကြီးကကြတော့ဟိုဘက်မှာဟိုဘက်မှာရှိရတဲ့

this is a stack of the customers file ဒါ customer တွေပေါ့နော်ဖောက်တယ်ရဲ့ငါတို့ file တွေတူရဲ့စာရွက်စာရွက်နေရဲ့ i put these file on your desk to make you aware of your duties ဒီ file ဒီဟာတွေကပေါ့ဒီနေ့စပွဲပေါ်မှာငါဘာလို့ငါတင်ငါတင်ထားတာပေါ့ဘာဖြစ်လို့ဆိုချင်းနေ့ရက်တာဝန်တွေကိုနေသိနေရအောင်လို့တဲ့ all right အာโอเคပါဟုတ်ကဲ့ပါပေါ့နော် the restroom are behind the kitchen ဒီပေါ့နော်အိမ်သားအိမ်သားကြတော့ဒီမိဖို့ကြောင်ရဲ့မိဖို့ခန်းရဲ့တမင်းသားကမိဖို့ခန်းပေါ့ကွယ်မိဖို့ခန်းရဲ့နောက်ဘက်မှာရှိရတဲ့ဒီ water the water cooler water cooler is right over there ပေါ့နော်ရေရေတောက်ရေရေဆက်ကကြတော့ဟိုဘက်မှာ any other question ဒီမှာတခြားပေါ့နော်တခြားမေးစရာမေးခွန်းရှိလားတဲ့ just one တခုပါပဲတဲ့ one is the lunch time ဟိုတမင်းသားချိန်ကဘယ်ချိန်လဲတဲ့ That is taken from 12 to 1 o'clock oh what to means are saying ah 7 na ya ne da na thanks jesus okay dialogue le pyan pyan mi yaw phat pya i shall take you around the office and show you your desk thank you i appreciate that the marketing department is right over there the account department is at the end of the hall this is the sales department and the manager office is over there. Where's my desk? Where's my desk? Your desk is right there, here next to mine. There are lots of files on this desk. This is a stack of customers' file. I put these files on your desk to make you aware of your duties. All right? The restrooms are behind the behind the kitchen. The water cooler is right over there. Any other questions? Just one. When is the lunch time? Lunch is taken from 12 to 1 o'clock. Thanks. Okay, Number one. What is Memia's official job title at her new at her new company? The best marketing department assistant, B, account department clerk, C, sales repre- sales manager, D, sales representative. Mamia ye bono, the low low title, job title aja, the company okay. man. သူ့ရဲ့အလုံးကတ်တာပါလဲပေါ့ marketing department ကဟိုပေါ့နော်အဲလက်ထောက်လာဒါမှမဟုတ်လို့ရှင် account department ကပေါ့နော်လစရေးလာပေါ့ဒါမှမဟုတ်လို့ရှင် salesman manager လာပေါ့နော်အယောင်ဌာနရဲ့ manager လာဒါမှမဟုတ်ရှင်အယောင်ဌာနရဲ့အယောင်ဌာနကိုယ်စားလှယ်ပေါ့နော် representative လာပေါ့နော် sales representative လို့ပြောတာလေအဲ့တော့နံပါတ် Not the no? Two, according to the dialogue, why did Mr. Chun place a stack of files on Mem Ya's desk? A, because they were old files that needs to be archived. B, to clear space on his own desk. C, to give her some reading material for her first day. D, to introduce her to her work duties. The, bono, met, oh, ကိုထွန်း Mr. ထွန်းอ่ะဗောနော်ဘာလို့မမျှရဲ့စပွဲပေါ်မှာဗောနော် Spotify အထက်လိုက်တင်ထားလဲတဲ့ဘာဖြစ်လို့နံပါတ် A อ่ะသူတို့อ่ะဗောနော်ဒီဟို file အဟောင်းနေမို့လို့ပေါ့နော်ဒီဟာတွေသိရမှာမို့လို့တင်ထားလားပေါ့နံပါတ်1ကကြတော့ဒါမှမဟုတ်လို့ရှိရင်သူ့ရဲ့စပွဲဘွားပစ္စည်းတွေရှင်းကျင်လို့လားပေါ့နံပါတ်4ကကြတော့ဒီသူ့ရဲ့ဟိုပေါ့နော်ဒီကောင်မလေးမမပထမဆုံးနေ့ပထမဆုံးနေ့အတွက်ကိုမို့လို့ဒီဖတ်ဖို့လို့ပေါ့နော်သူ့ကိုအဲ့ဟာစာအုပ်တွေပေးလိုက်တာလားပေါ့နော်ဖတ်ဖတ်ဖို့လို့ဟိုစာစာရွက်တွေပေးလိုက်တာလားပေါ့ဒါမှမဟုတ်လို့ရှိရင် သူ့သူ့ရဲ့အလုပ်ပေါ့နော်သူ့ရဲ့အလုပ် duties ကိုတည်အောင်ပေးလိုက်တာလားပေါ့နံပါတ်2ပေါ့နော် to introduce her to her work duties 3 are based on Mr. Chun's chore where is the account department situated A next to the water cooler. B at the end of the hall. C behind the kitchen. D right next to the marketing department. เนาะဒီ Mr. Mr. Chung ကနေပြီးတော့လိုက်ပြရမလားလိုက်ပြရတဲ့အချိန်မှာအေးလိုက်ပြရတဲ့ပုံမှာပေါ့เนาะ account department ဘယ်နားမှာရှိရလဲတဲ့ water cooler ပေါ့เนาะရေးပေးစက်နားမှာလားပေါ့เนาะဒါမှမဟုတ်ရှင်ဟိုပေါ့ ခေါ်ခဲ့ရင်တော့ဟိုနောက်နောက်ဆုံးခန်းနောက်ဆုံးပေါ့နော်အဆုံးထိသွားမှာလားပေါ့ဒါမှမဟုတ်လို့ရှင်ဟို kitchen ရဲ့အနောက်ပေါ့နော် kitchen ရဲ့အနောက်မှာ kitchen ရဲ့အနောက်မှာအိမ်သားလေ right next to the marketing department marketing department ရဲ့ဘေးလား marketing department ရဲ့ဘေးမဟုတ်ဘူးလေအဲဒီတော့နံပါတ်ဟိုအဖေများပါလဲ B at the end of the hall ပေါ့နော် MS number on my phone no what is the designated lunch period for the employee at the office no a from 12 to 1 o'clock B from 1 to 2 o'clock. C C from 11 to 12 o'clock. D from 12:30 to 1:30. โอเคဒီပေါ့နော်ဒီရုံးခန်းမှာဆိုလို့ရှိရင်ပေါ့နော်ဝန်ထမ်းနေရဲ့ပေါ့နော်အဲထမင်းစားချိန်ကဘယ်ဘယ်နှစ်နာရီတက်မှတ်ထားတယ်ဘယ်ချိန်တွေတက်မှတ်ထားရလဲပေါ့ A ကကျတော့7နာရီကနေ7နာရီလား B ကကျတော့7နာရီကနေ7နာရီလားပေါ့ C ကကျတော့7နာရီကနေ7နာရီလား D ကကျတော့7ခွဲကနေ1ခွဲလားပေါ့ A ပေါ့နော် unless from 12 to 1 would be like that so number five now what is what is the relationship between mr Tone and mammy he is her managers a he's her manager b they are in different departments c he's from the human resource department d they are co-workers okay သူမစ္စတာထွန်းနဲ့မမရရေပေါ့နော်ဟိုအလုံးဆက်ဆံရေးရပါလဲပေါ့ဟိုနံပါတ် A ကကြတော့မစ္စတာထွန်းကမမရရေမန်နေဂျာကြီးလားဂျာကြီးလားပေါ့နော် B ကကြတော့သူတို့တွေကဒါမှမဟုတ်ရှင် department မတူကြဘူးလားပေါ့ဌာနမတူကြဘူးလားပေါ့နံပါတ် C ကကြတော့ဒါမှမဟုတ်ရှင် तू ကပေါ့ HR ပါပေါ့နော်မစ္စတာထွန်းကဒါမှမဟုတ်ရှင် तू ကပေါ့နော်အလုံးတူတူလုပ်တဲ့ဟိုပေါ့နော်ဝေဟိုဝင်နဲ့ဝင်နဲ့ချင်းချင်းလာပေါ့နော်ကိုဝတ်ပါလားပေါ့နော်အဲ့ဆို D ပေါ့ဟုတ်တယ်မလားသူတို့ကကိုဝတ်ကလေဒီ situation မှာဟိုကပြောထားပြီးသား situation မှာနေ မာလေအာ her new coworker တဲ့ Mr. Chun Mr. Chun her new coworker တဲ့ကြောင့်မလို့ပေါ့နော်ဒီပါဟာဒီဒီနော်အဲ့တော့ဒီညာသက်ပြည့်ဒီအားလုံးကိုမမ်းမဲလို့လည်းမျောနေတယ်ပေါ့နော် အဲပြီးတော့ဒီဗီဒီယိုလေးကိုကြိုက်တယ်ဆိုလို့ရှိရင် like လုပ်ပေးပါเนาะဒီ channel လေးကိုလည်း subscribe လုပ်ထားပေးပါဒီမျိုးစစ်တူဟိုဘောเนาะဒီ contact to content similar contact တွေနဲ့ပတ်သက်ပြီးဗီဒီယိုလေးထပ်တင်ပေးမှာမလို့ပါကဲနောက်ထပ်ဗီဒီယိုမှာထပ်တွေ့ကြမယ်เนาะ bye bye